ကြီးတဲ့ခန်းထားတဲ့ဒနာယီလာပုံမီတွေတကယ်ရှိရဲ့ကြောင်းတတ်တည်ပြနိုင်မယ့်ရှင်းအောင်ပစ္စည်းများဒနာယီလာပုံမီတွေဆိုတာလောကျန်ဖန်တီးထားတာတွေလည်းရှိသလိုတကယ်ရှိခဲ့တယ်လို့ယူဆရနိုင်တာတွေလည်းရှိပါတယ်တချို့ကယုံရခက်မယုံရခက်အခြေအနေတွေဖြစ်နေချိန်မှာစူဇန်ရှာဖွေသူတွေကြောင်းတချို့ဒနာယီလာပုံမီတွေကတကယ်ရှိခဲ့နိုင်တယ်ဆိုတဲ့အထောက်အထားတွေလည်းတွေ့လာခဲ့ရတာပါဒီမီတို့မှာရောအဲ့လိုဖြစ်ပျက်လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဟိန်နိုနယ်ဘုရားဖန်တီးခဲ့တဲ့ဒွါရကာမြို့ ဟဲနူတနာယီမာရောနဗျာခရစ်ရှနာဖန်တီတိဆောက်ကလေးဒွာရကမျိုးအကြောင်းကခန္ဓာချီးကျယ်မှုတွေနဲ့ပြည့်နှံ့နေကြတာပါဒီမျိုးဟာရွှေရောင်တောက်မားတဲ့ကံယူရန်ပေါ်မှာတည်ရှိပြီးနန်းတော်တွေဥယျာဉ်ကြီးတွေမဖြစ်နိုင်တဲ့နေပညာတွေနဲ့ပြည့်နှံ့နေကြတယ်လို့ဆိုပါတယ်ဘယ်လိုလဲဆိုရင်တော့လေပေါ်ပြန်နိုင်တဲ့အရာဝတ္ထုတွေအလိုလျောက်တကားအဖွင့်ပိတ်လုပ်နိုင်တဲ့စနစ်တွေလည်းရှိနေတာပါ နောက်ပြီးကရစ်ရှနာတည်ဆုံသွားတဲ့အခါဒီမျိုးကြီးကပင်လယ်အောက်ကိုပြုတ်ကျနစ်မြုပ်သွားခဲ့တယ်လို့လည်းဆိုထားပါဗျ။ဒီအကြောင်းအရာတွေကလုံအောင်ကိုပုံမြင်ဆန်နေတာအကြောင်းအားလုံးကလည်းဖန်တီးထားတဲ့ဒဏ္ဍာရီတပုတ်လိုပဲယူဆခဲ့ကြတာပါ။ဒါပေမဲ့2009ခုနှစ်အစောပိုင်းတွင်ရေငုံသမားတို့ကဂူဂျာရက်ကန်ယူရနာရောက်လာချိန်မှာတော့ပုံမြင်အလှည့်ပြောင်းနေဖြစ်လာရပါတယ်။သူတို့ကပင်လယ်ရေအောက်မှာ sonar scan ဖတ်စစ်ဆေးမှုတွေလုပ်နေတော့ထူးဆန်းတဲ့အရာတွေကိုတွေ့ရှိခဲ့တာပါ။ အရာကြောင့်တေချာစစ်စေးကြည်လိုက်တော့ကြောက်တိုင်းတွေကြောက်ခင်းလန်းတွေနဲ့အစာအုပ်ပုံစံတွေကိုပါတွေ့ခဲ့ရပါတယ်။တက်တန်းကိုစစ်စေးကြည်တော့နှစ်ကိုးရောင်ကျော်ရှိနေပြီးအီဂျစ်ကပီရာမစ်တွေထပ်တောင်းတက်တန်းရင်နေကြတာပါ။အဲဒီနေရာကနေပဲမြေအိုးအစာနာတွေကြောက်စုတွေရှေးဟောင်းပြည်စည်းတွေကိုလည်းထပ်တွေ့ခဲ့ရပါသေးတယ်။တွေ့ရှိချက်တွေအရဒီနေရာကထုံးကားခဲ့တဲ့မြို့ပြတစ်ခုဖြစ်ခဲ့တာပေါ်လင်ခဲ့ပေမဲ့တမဟင်းထောက်ထားရတော့တိတိကျကျမဖော်ထုတ်နိုင်ခဲ့ပါဘူး။အားရကြောင့်ပဲဟိန်ဒူနာဖေယာဂရေရှနာရဲ့ဒွါရကာမြို့ပဲဖြစ်ရမယ်ဆိုတဲ့ယူဆချက်တွေပဲကြံနေခဲ့ရပါတယ်။ ။ကျောက်သားတွေကဘလူးချေအာကြီးတောင်အာဖရိကနိုင်ငံနာပိုလီနီကတောင်တွေကဂရိတ်နိုက်ကျောက်ဆောင်တခုမှာဒီထရာကြီးကိုတွေ့ခဲ့ရပါတယ်။အရှေ့လေးပေလောက်ရှိပြီးလူတယောက်ရဲ့ခြေရလို့သိတာတွေဒီအထောက်ထားကြီးကိုလူတချို့ကဖယားတခင်ရဲ့ခြေရလို့ခေါ်ကြသလိုဘလူးခြေရလို့လည်းခေါ်ကြပါတယ်။ခြေရရဲ့အနေထားကကျောက်သားကိုထွင်းထုထားတဲ့ပုံစံမျိုးမဟုတ်ပဲကျောက်သားပြော့နေတဲ့အချိန်မှာတယောက်ယောက်ကနင်းထားသလိုမျိုးဖြစ်နေကြတာပါ။ဒီဂရိတ်နာကျောက်ဆောင်ကြီးရဲ့တက်တန်းကိုခန့်မှန်းကြည့်တော့နှစ်ပေါင်း1200ကျော်လောက်ရှိနေပါတယ်။အဲဒီချိန်ဆိုရင်ဒိုင်နိုဆောရီရဲ့ခေတ်လေးဖြစ်နေတာပါ။ ဒီအချိန်မှာ Homo sapiens လို့ခေါ်နိုင်တဲ့လူတစ်ပိုင်းမြောက်တစ်ပိုင်းတွေတော့မရှိသေးပါဘူး။အားကြောင့်ဒီခြေအားကြီးရဲ့ကိစ္စကဘယ်အတိဖြစ်နေကြတာပါ။နောက်ပြီးလူတစ်ယောက်ရဲ့ခြေအားနဲ့လုံးဝတူလွန်းနေတာကလည်းအံ့ဩစရာကောင်းနေကြတာပါ။အားကြောင့်မဲအရှိမဖော်ပြခဲ့သလိုဘုရားသခင်ရဲ့ခြေအားဘလူးကြီးခြေအားဆိုပြီးခံမှန်းချက်တွေထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဂိုလီယက်နဲ့ဒေးဗစ်တို့နေကြတဲ့မြို့တော်ဆပလူဒီကိုလီယက်ကိုတိုးတောင်းသားလေးဒေးဗစ်ကအနိုင်ယူခဲ့တဲ့ဇာလံကလည်းတမဟာကျန်းစာရဲ့အထင်ကြီးဖော်ပြချက်တစ်ခုပါပဲ။ ဒါပေမဲ့ဘာသာရေးစာပေတွေထဲမှာပဲဒီအကြောင်းကိုတွေ့ရတတ်ပြီးသမိုင်းအထောက်အထားတွေထဲမှာတော့နေရာမယူနိုင်ခဲ့ပါဘူး။အဲဒါကလည်း1993ခုနှစ်မှာအစ်စရေးမြောက်ပိုင်းကထယ်တန်ဆိုတဲ့ရှေးဟောင်းနေရာတစ်ခုကိုမတူးဖော်ခင်ထိပါပဲ။ဒီတူဖော်မှုအတွင်းမှာတော့ basic 900ဆိုလောက်ကဘာသာစကားနဲ့ရေးသားထားတဲ့ကပီးကျောက်စာပြားတွေကိုလည်းတွေ့ခဲ့ရတာပါ။ကျောင်းကျင်သူတွေကဘာသာပြန်ကြည့်ချိန်မှာတော့ဒေးဗစ်ရဲ့အင်တော်လို့အတိတ်ပဲရတဲ့ကပီးတပြားလေးပါလာခဲ့ပါတယ်။ဒီအချက်လက်တစ်ခုတည်းနဲ့ဂိုလီယန်နဲ့ဒေးဗစ်တို့ရဲ့ဇာတ်လမ်းကိုတော့မပြေဆုံးနိုင်သေးပါဘူး။ ဒါပေမဲ့ကပီးကြောက်ပြားကိုတွေ့ခဲ့တဲ့နေရာကိုဘာသာရေးစာပေတွေနဲ့တိုက်ကြည့်မယ်ဆိုရင်တော့ဒေးဗစ်တို့ဇာလန်ကိုပို့ပြီးအသက်ဝင်စေခဲ့တာတော့အမှန်ပါပဲ။နော်အားရဲ့တင်မောတူရကီနိုင်ငံကသိပ္ပံပညာရှင်တွေဟာနော်အားတင်မောတကယ်ရှိခဲ့တယ်ဆိုတော့အထောက်အထားကိုတွေ့ရှိခဲ့ပါတယ်။တူရကီရှေ့ပိုင်းကတင်မောအွယ်ကြီးလောက်ရှိပြီး ရှင်သေးတွေဖုံးလွှမ်းနေတဲ့အစာအုပ်တစ်ခုတွေ့ခဲ့ပြီးဒီလိုပြောနိုင်ကြတာပါ။တိပံပညာရှင်တွေကဒူရိုပီနာဖွဲ့စည်းမှုလို့ခေါ်တဲ့နေရာကအေယာမအစာအုပ်ကြီးကိုလေ့လာနေခဲ့ကြပြီးဒီနေရာကအသင်းမောနောက်ဆုံးတည်ရှိရာနေရာဖြစ်နိုင်တယ်လို့လည်းကြောက်ချက်ချနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီအစာအုပ်ရဲ့ရှည်က930ပေရှိပြီးတမချန်းလာမှာဖော်ပြထားတဲ့သင်းမောအရွယ်အစားတိုင်းလည်းဖြစ်နေလို့ပါ။နောက်ပြီးတွေ့တဲ့နေရာကတူရကီအီရန်နေဆက်အနီးမှာဖြစ်ပါတယ်။ တရားချက်ကလည်းဒီတွေးရှိမှုကိုပို့ပြီးအားကောင်းလာစေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုရင်ဗြိတိရှားပြတိုင်းမှာထိန်းသိမ်းထားတဲ့ရှီယောင်းဘေဘီလုံကျောက်စာတစ်ခုမှာနော်အာတို့ကရိတ်ဆန်တွေကိုတင်ဆောင်လာပြီးဒူရူပီနာနေရာကိုရောက်ရှိလာခဲ့တယ်ဆိုတော့ကြပြားတပုတ်ကိုဖောက်ထုတ်နိုင်ခဲ့လို့ပါပဲ။ပြည်သားရှင်တွေကအဲ့ဒီနေရာမှာရှိတဲ့ကျောင်းနဲ့မြေစည်းလွှာနမူနာအချို့ကိုယူပြီးအစ္စတန်ဘူမှာစမ်းသပ်ခဲ့ပါသေးတယ်။ရာသက်တွေထဲမှာရှင်စေးဘင်လေးရီအနေနဲ့ခရူမျိုးနယ်ဝင်သိခဲ့တဲ့ဘင်လေးတော်အပိုင်းစာလေးတွေကိုလည်းတွေ့ခဲ့ရတာပါ။ ဒေတာဒါရီရဲ့တက်တန်းကိုတိုင်းတာကြည့်တော့လေ BC 3500နှစ်ကနေ9000နှစ်ကြားရှိနေတာတွေ့ရလို့ကဘာဦးကျမ်းမှာဖော်ပြထားတဲ့အချက်လက်တွေနဲ့လည်းတိုက်ဆိုင်နေပါတယ်။နောဟာစင်မောနဲ့ပတ်သက်ပြီးတခြားယူဆချက်တွေလည်းရှိနေပေမယ့်ဒီတွေ့ရှိမှုကတော့အပြည့်နိုင်ဆုံးပဲလို့ယူဆချက်တွေကတော့ပိုခိုင်မာလာခဲ့တာပါ။တမားကျန်းစာတွေကဈေးရေကန်းဒီတစ်ခုကတော့တမားကျန်းစာတွေမှာပါတဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွေကနေတိုက်ရိုက်လာတာပါ။တခင်ယေရှုဟာမြေကြီးပေါ်တရွေ့တွေ့ရှင်လောက်ကမျက်မမြင်တရားရဲ့မျက်လုံးပေါ်တောက်လိမ့်ပြီးခုတပီးခဲ့တာပါ ပြီးတော့စီလောင်ရေကမ်းမှာသွားစေဖို့ပြောခဲ့ပါတယ်။ရေစေးပြီးတဲ့အချိန်မှာမျက်မမြင်လဲချက်ချင်းအလင်းပြန်ရလာခဲ့တာပါ။ဘာသာရေးကိုင်းဆိုင်တဲ့သူတွေကတော့ဒီအကြောင်းအရာကိုတော့ပုံမြင်တပုတ်လို့ယူဆခဲ့ကြတာဖြစ်ခဲ့ပေမဲ့2004ခုနှစ်လောက်မှာတော့ဒီယူဆချက်တွေပြောင်းလဲနိုင်မယ့်အထောက်အထားတစ်ခုတွေ့လာခဲ့ရပါတယ်။အဲဒီတော့ကဂျေရုဆလင်မြို့ဝန်ထမ်းတွေကပြန်စည်းနေတဲ့ရေစိုးပိုက်တစ်ခုကိုဒူးဖော်ပြင်ဆင်နေရင်ကြောက်စင်တွေကိုတွေ့ခဲ့လိုက်ရတာပါ။ ဒီလိုနဲ့စတူးပေါ်လာရင်ကြောက်စင်တွေကအောက်ဘက်ကိုတပြေးပြေးနှိမ်စင်သွားပါတယ်ဒီလိုနဲ့ရေကန်ကြီးတစ်ခုရဲ့ပုံစံအထိပေါ်လာခဲ့တာပါဒီကြောက်စင်တွေကတော့ရေကန်ကြီးရဲ့ဆင်းတဲ့လေကတိတွေအဖြစ်နဲ့ပါပဲဒီချိန်ကျမှဒီနေရာကိုရှေးအောင်သူတေသနာပညာရှင်တွေအုံနယ်ကျင်းနဲ့ရောက်လာခဲ့ပါတယ်ပြီးတော့ဒီရေကန်ကတာမန်မဟုတ်ဘူးဆိုတာကိုအတည်ပြုခဲ့ပါတယ်ရှော်ထဲမှာမြုပ်နှံထားတဲ့ဒုတိယဗိမာန်တော်ခေတ်ကဒင်းကားတွေမြေအိုးတွေပြင်တခြားနေရာတွေကိုတွေ့ရချိန်မှာတော့တခင်ယေရှုညွှန်းဆိုခဲ့တဲ့စီလောင်ရေကန်ဖြစ်တဲ့ဆိုတဲ့အချက်ကလည်းပိုတည်ကြသွားခဲ့ရပါတယ် တန်နဲ့ပြောင်ဆုံးမျိုးတော်အိန္ဒိယနာဂျုံစီရဲ့ဇာခါတခုမှာယတနာတက်တာတွေမြုံနှံထားတဲ့တန်နဲ့ရှေးအောင်မျိုးတော်ဆွန်လောင်ကန်တွေကိုမြန်မြန်ဆိုင်ဆိုင်ထည့်ပေးရိုက်ကူပို့ပါရယ်ဒါနာဤတွေအရဆိုရင်တန်နဲ့ကဂျင်းစာတင်ယတနာတွေနဲ့ပြည့်နှက်နေတဲ့မျိုးလေးဖြစ်ခဲ့တာပါဒီမျိုးတော်ကတကယ်ရှိခဲ့ရဆိုတဲ့ယူဆချက်ကလည်းယုံတော့မယုံတော့ဖြစ်နေခဲ့ပါရယ်ဒါပေမဲ့တန်နဲ့ကနိုင်မြဝမှာတကယ်ရှိခဲ့တဲ့မျိုးတော်တခုဖြစ်ပြီးအေဂျင်မင်းတွေဆိုဆိုဆန်ခဲ့တာပါ ဒီတိကျကျပြောရရင်တော့27 20 20မြောက်အကြီးမင်းဆက်တွေပါပဲ1930ပြည့်လွန်နှစ်မှာတော့ပြင်သိရှီအောင်သူတေသနာပညာရှင်ဖီယာမွန်တက်ကဒီနေရာကိုရှောက်ပွေတွေ့ရှိခဲ့ပါတယ်ဒီထဲမှာဂိုဖောက်သူတွေတော့မတုံမထိရသေးတဲ့တဝင်းတင်းကျိုင်းတွေကလည်းတပုံတပင်ပါပဲအဲ့ဒီတင်းကျိုင်းတွေထဲမှာဆိုရင်ဘရင်တူတန်ခါမွန်ရဲ့ရွှေမင်းနှဖုံးတွေတင်းငါပြားတွေဘာသာရေးထုံးတမ်းတွေကိုရည်ညွှန်းထားတဲ့ကပီးပြားတွေလည်းပါနေခဲ့ပါတယ်ဒီတွေ့ရှိမှုကအကြီးသမိုင်းမှာအကြီးအကျယ်ဆုံးဖြစ်ခဲ့ပြီးတန်နီမျိုးတော်တကယ်တည်ရှိခဲ့တဲ့ဆိုတဲ့အချက်ကိုလည်းအတိပြုနိုင်ခဲ့တာပဲဖြစ်ပါတယ် ထရိုင်မျိုးဟောထရိုင်မျိုးရဲ့တမိုင်းကြောင်းကဂရိလူမျိုးတွေဖန်တီးထားတဲ့ဒဏ္ဍာရီပုံပြင်တစ်ခုလို့ပညာရှင်တို့ကတောင်ယူဆခဲ့ကြပါတယ်။တေသားမင်းရုပ်ကြီးကိုမျိုးတဲ့အသွင်ခံရလို့ပျက်စီးသွားတဲ့ထရိုင်မျိုးအကြောင်းထရိုဂျန်စစ်ပွဲအကြောင်းတွေကလည်းတမိုင်းသင်ခန်းစာတွေထဲမှာပါနေကြတာပါ။ဒါပေမဲ့လည်းထူးဆန်းတဲ့ဒဏ္ဍာရီလာပုံပြင်တစ်ပုဒ်အနေနဲ့ပဲထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ါပေမဲ့1890ခုနှစ်လောက်မှာတော့ဂျာမန်ရှေးဟောင်းပညာရှင်တယောက်ကဒီအတိတ်ကိုတူးဆွားဖို့ကြိုးစားခဲ့တာပါသူ့နာမည်ကတော့ Heinrich Schliemann လို့ခေါ်ပါတယ်တကယ်တော့သူကစီးပွားရေးလုပ်ငန်းရှင်ယရနာရှာဖွေသူဖြစ်ကနေရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာခဲ့သူပါ Schliemann ကတူရကီရဲ့ဖုံထူတဲ့တောင်တန်းတွေစီခရီးထွက်နေတဲ့အချိန်မှာဒေသခံတွေကတော့အေးမထားခဲ့ပါဘူး try မျိုးပြနိုင်တယ်လို့ယူဆရတဲ့အပြည့်စည်းပုံကြီးကိုတွေ့တော့ရှယ်လီမန်လည်းထူးဖော်ဖို့ကြိုးစားခဲ့ပါတယ်။ ဒူဖော်ရခက်ခဲလို့လို့ဒိုင်နမိုက်တွေသုံးပြီးမြေလံဖောက်ခွဲပြီးမှတော့မြို့တစ်မြို့ရဲ့အစိပ်ပိုင်းတွေဖြစ်တဲ့ကြောက်တိုင်းတွေမျောစင်တွေတကားတွေကိုတွေ့ခဲ့ရတာပါဒီအပြင်စီးတွေရဲ့တံတန်းကိုစစ်ဆေးကြည့်တော့ BC 1200ဝင်းရင်လောက်ကဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်ကဟိုမားရဲ့စစ်ပွဲဖြစ်ပွားခဲ့တယ်လို့ယူဆရတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေကြတာပါ။ဒီအပြင်စီးတွေကြောင့်ကနေရှယ်လီမန်ကယတနာတိုက်ကိုလည်းတွေ့ခဲ့ရပါတယ်။သူကတော့ဒီယတနာတွေက Trine ဘရင်ရဲ့ Banner Dor တွေလို့ပဲယူဆခဲ့တာပါ။အဲဒီနောက်မှလည်းဒီမျိုးကြီးကိုဆက်တူးပေါ်ခဲ့ပါသေးတယ်။ ပုံနဲ့တူလေလေဟိုမားရဲ့အကြောင်းနဲ့ကိုင်းကြီးရဲ့အကြောင်းအရာတွေကိုတွေးရလေလေဖြစ်တာကြောင့် try မျိုးကြီးအဲ့ဒီနေရာမှာရှိခဲ့တဲ့ဆိုရယ် user ချက်တွေလည်းပုံမူခိုင်းမာလာခဲ့ပါတော့လေမီနိုတော်ရဲ့ဥမင်ကွန်ရက်ဂရိတနိုင်လာပုံမြင်တဲ့ပုံမှာမော်နိုပရင်ကသူ့နန်းတော်အောက်ထဲရှုပ်ထွေးတဲ့ဥမင်ကွန်ရက်တခုထဲသွင်းတီဆောက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဥမင်ကလူတွေသွားဖို့တော့မဟုတ်ပါဘူးလူတစ်ပိုင်းနွားတစ်ပိုင်းဘလူးကြီးတစ်ကောင်ကြက်စားတဲ့နေရာပါဒီကောင်ကြီးနာမည်ကမီနိုတော်လို့ခေါ်ပါတယ်မီနိုပရင်ကဒီဘလူးကြီးကိုအကျဉ်းသားတွေနဲ့အမြဲတမ်းရစ်ပူဇော်ရပါတယ် ဒီဇလန်ကလည်းရုံနှန်းပုံမြင်တစ်ခုအနေနဲ့ပဲဖြတ်တန်းခဲ့ရတာပါရှီအောင်သူတေသနာပညာရှင်တို့က creative zone မှာရှိတဲ့ north sock မှာဒုမုံမှုတွေစားလုပ်ခဲ့ကြတဲ့အချိန်အထိပါပဲပညာရှင်တွေကအဲ့ဒီနေရာမှာလမ်းကြောင်းများစွာနဲ့ရှုပ်ထွေးနေတဲ့ဥမင်ကွန်ရက်ကိုတွေ့ခဲ့ပြီးဖြစ်နိုင်ခြေတွေကိုယူဆခဲ့ကြပါတယ်အပေါ်ပိုင်းမှာတော့နန်းတော်ရာပြည့်စည်ကြီးရှိနေကြတာပါနောက်ပြီးပြစီရဲ့စိတ်ပိုင်းတွေထဲမှာနွားတွေကိုပူဇော်ထားတဲ့အနုပညာလက်ရာတွေကိုလည်းတွေ့ခဲ့ရပါတယ်။ဒီတွေ့ရှိမှုနဲ့သပိုင်းကိုပြန်ပြီးဆက်ဆက်ကြည့်လိုက်တဲ့အခါမှာတော့ မင်းတို့ WG ရဲ့ပုံမြင်ကဖြစ်နိုင်ခြင်းအရှိဆုံးဆိုပြီးယူဆချက်တွေထွက်လာခဲ့ရတာပါပဲအမေဇုန်ရဲ့အမျိုးသမီးစစ်တီများအမျိုးသားကြီးဆိုတဲ့ great dana ကြီးတဲမှာတခါတနာဖော်ပြခဲ့ရတဲ့အမျိုးသမီးစစ်တီတော်တွေရှိခဲ့ပါတယ်။အဲဒါကတော့ခက်ချမ်းချမ်းခက်ရမ်းရမ်းအမေဇုန်အမျိုးသမီးစစ်တီတော်တွေပါပဲ ဒီအမျိုးသမီးတွေကကိုပိုင်လူအဖွဲ့အစည်းမှာနေထိုင်တတ်ကြပြီးအမျိုးသားတွေရဲ့ဩဇာကိုလည်းမနာခံတတ်ကြပါဘူး။ဒီဇာလန်လေးကလည်းရာစုနှစ်ပေါင်းများစွာဒဏ္ဍာရီပုံမြင်တဲ့ဘုတ်အုံအင်းနဲ့ဖျက်ဆီးခဲ့ရတာပါ။ဒါပေမဲ့ရှီယောင်သုတေသနပညာရှင်တွေကယူရေးရှားမြက်ခင်းလွင်ပြင်အထူးသဖြင့်ရုရှားတောင်ပိုင်းနဲ့ယူကရိန်းတို့အိုက်မှာကာကန်လို့ခေါ်တဲ့တင်းကျိုင်းပုံအများပြားကိုတွေ့ရှိခဲ့ရပြီးလက်နက်တွေတန်ကြပ်ကာတွေမြင်းနှုန်နဲ့အတူမြုပ်နှံထားတဲ့အမျိုးသမီးတွေရဲ့အယိုးစုတွေကိုတွေ့လာရခြင်းမှာအခြေအနေကပြောင်းလဲသွားခဲ့ပါတယ်။ တက်တန်းကိုစစ်ဆေးကြည့်လိုက်တော့နှစ်ပေါင်း2500ကျော်လောက်ရှိနေကြတာပါဒီနေရာမှာအမျိုးသားစစ်တီတော်တွေကိုလည်းမြုံနှံထားပြီးမယ်သုံးပုံနှစ်ပုံလောက်ကတော့အမျိုးသမီးစစ်တီတော်တွေကြီးဖြစ်နေကြခြင်းမှာတော့ဗရိတနာအီတကအမေဆုံးစစ်တီတော်တွေဖြစ်မယ်ဆိုရဲယူဆချက်ကတော့အတင်ရှားဆုံးပေါ်ထွက်လာခဲ့ရပါတယ်ဆူမာရီယန်ဘရင်များရဲ့အစိုးရမှတန်းတကယ်တော့တမိုင်းကြောင်ပြောရရင်အရန်အရေးကြီးတဲ့အရာတစ်ခုကလည်းရှိနေကြသေးတာပါအဲ့တော့တမိုင်းမှာရှိတဲ့ဘရင်တွေမင်းဆက်တွေစစ်ပွဲတွေတဘာဘေးတွေအားလုံးကိုစည်ရင်ပြုစုထားတဲ့ရှေးဟောင်းပေစာလေးပါပဲ ဒါပေမဲ့စာလိပ်ပါအကြောင်းအရာရဲ့တဝက်လောက်ကပုံပြင်အရန်ဆန်လွန်ပါလေ။အဲ့ဒီအကြောင်းအရာတွေကိုဆူမာရီယန်ဘုရင်များစရင်လို့ခေါ်ကြပါရစေ။စာလိပ်ဖြစ်တဲ့အတွက်ဒီအထောက်အထားကိုမူရင်းတိုင်းတွေ့ရှိဖို့ကလည်းမလွယ်တော့ပါဘူး။ဒါပေမဲ့ဤရတုတေသနာပညာရှင်တချို့ကဒီစရင်ကိုမိတ္တူပွားထားပုံရတဲ့ကြောက်ပြားတစ်ချက်ကိုတွေ့ခဲ့ရပါလေ။အရိမေတုကနှစ်ပေါင်း၄၀၀၀ကျော်လောက်တက်တန်းရှိနေပြီး2000ပေါင်းဘူဆိုရဲဘယင်မင်းဆက်တွေရဲ့အကြောင်းအရာများစွာကိုဖော်ပြထားခဲ့တာပါပြီးတော့တမာကျန်းစာပါရွေလွှမ်းမှုမှုကိစ္စတွေလည်းပါနေခဲ့ပါသေးတယ် အစောပိုင်းပေါ်ပြချက်တွေကတော့အရန်ကိုပုံမြင်ဆန်နေခဲ့ပြီမယ်။နေ့တွေပုံနီးကက်လာလေးလေး၊သမိုင်းထောက်ထားရတဲ့ပုံနီးဆက်လာလေးလေးအကျိုးအကြောင်းပို့စီလောလာလေးလေးဖြစ်လာခဲ့ရတာပါ။ဘလို့ပဲဖြစ်ဖြစ်ဒီထောက်ထားကလည်းတနားရီလာပုံမြင်တချို့ကိုတကယ်ရှိခဲ့ကြောင်းတက်တည်ပြနိုင်ခဲ့တာဖြစ်ခဲ့ကြောင်းဝင်းထားလိုက်ရင်ဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါရစေ။အစောနေ့ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။